ငလိဒန်တင်းဒေတာတွေကိုထောက်ပံ့ဖို့လက်တလောမှာငွေကြက်တန်ပေါင်း1800ကျော်ရရှိထားပြီးမြို့နယ်24မြို့နယ်မှာထောက်ပံ့နေပြီလို့မြို့သားညီညွတ်ရေးအစိုးရ NGC ကသိရပါဗယ် NGC လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ဧပြီလ4ရက်နေ့ထိစီးရင်တွေအရတိုင်းနယ်ပြည်နယ်၅ခုကမြို့နယ်24ခုမှာအိမ်အောင်စုပေါင်း3000ကျော်အတွက်ထောက်ပံ့ခဲ့တာပါ အဓိကထောက်ပံ့ခဲ့တာကတော့စကိုင်းတိုင်းပဲခူးတိုင်းနဲ့မန္တလေးတိုင်းတို့မှာဖြစ်ပြီးစကိုင်းတိုင်းကစကိုင်းမြင်းမူရွှေဘုံပလဲအင်းတော်ကဏီနဲ့ဝက်လက်စတဲ့မြို့တွေမှာစုစုပေါင်း3500ကျော်ထောက်ပံ့ခဲ့ပြီးတခြားမြို့တွေအတွက်လည်းထောက်ပံ့ရေးတွေစီစဉ်နေရလို့အန်ယူဂျီပြန်ကြားရေးရုံးကနေတစင်သိရပါဗျ။မန္တလေးတိုင်းကအစင်ကူးမြို့နဲ့တခြားမြို့၁၂မြို့မှာလည်းလက်တလုံးမှာတော့ငွေကျပ်သိန်းပေါင်း၈၅၀ကျော်ထောက်ပံ့ပေးထားတယ်လို့ဆိုပါရယ် ပဲခူးတိုင်းထဲမှာထောက်ပံ့နေစေ6မြို့နယ်အတွက်ငွေကျပ်သိန်း2100ကျော်ထောက်ပံ့ထားပြီးတခြားဒေသ၄ခုကမြို့တွေမှာလည်း NUG ကလက်လန်းမိသည်များအတွက်ငွေကျပ်သိန်းပေါင်း1100ကျော်ထောက်ပံ့ထားတယ်လို့ NUG ပြန်ကြားရေးရုံးကနေတစင်သိရပါပါတယ်ရှင်။